အစင်းနေနိုင်ပြီးတော့ပုံမှန်ပြန်တန်းမြန်နှုန်းတနင်္ဂနွေ65မိုင်ကနေ120မိုင်အထိပြန်တန်းနိုင်ပါတယ်။အမြင့်ကိုပြန်တက်ဖို့အတွက်ပြေးလန်းအရှိ68ပေလိုအပ်ပြီးတော့အမြင့်ပေ12000အထိပြန်တန်းနိုင်ပါတယ်။ဆက်တက်တဲ့နေရာကနေ235မိုင်အကွာဝေးအထိပြန်တန်းနိုင်ပြီးတော့နေပေါ်မှာ3နိုင်ကနေ4နိုင်ကြားနေနိုင်ပါတယ်။ရှင်အလွတ်တစည်းကို300 kg လေးပြီး600 kg အလေးချိန်အထိတင်ဆောင်ပြန်တန်းနိုင်ပါတယ်။အဲ့ဒီပမာဏဟာဒီရင်ပေါ်မှာလူနှစ်ယောက်အပြင် အ ਨੇ ဆုံးပေါင်200ဘုံလေးလုံးအထိတင်ဆောင်နိုင်ပါတယ်။လက်ရှိမှာတော့မုံရွာမြို့နယ်အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို Gyrocopter တွေရောက်ရှိနေပြီးအော်တိုဘားလတရက်နေ့ကစကရေဦးဒဇယ်မုံရွာအရတော်စတဲ့မြို့နယ်ကခြေရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ောင်နက်ခင်မရှင်ကျမကတော့ချူချူဆမ်မာ DPPO မြန်တန်ကြားရဲ့မနက်ရှင်နိုင်တဲ့တွင်ကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံတွင်တွေ့ကြပါတဲ့နဲ့အတူအာကစားတဲ့တွင်ကိုလည်းရှုစားကြရမှာပါရှင်သွေးစိညညွတ်တော်တမကများအဖွဲ့ချုပ် STUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုး A နဲ့အလို့သမားရေလှုပ်ရှားသူတချို့အော်တိုဘာလ20ရက်ညနေပိုင်းမှာပြန်လည်လွတ်မြောက်လာကြောင်း STUM ကထုတ်ပြန်ပါတယ် ဒေါ်မျိုးမျိုးအေးနဲ့အတူအနာသိစစ်တပ်ကဖမ်းဆီးထားတဲ့အလုသမားရေလှုပ်ရှားသူတွေဖြစ်တဲ့ကိုသက်နှင်းအောင်နဲ့မတ်သက်သာဆွေတို့လည်းပြည်လဲလွမြောက်လာတယ်လို့ဆိုပါတယ်။မနေ့ညနေပိုင်းမှာပဲအင်းစိတ်ချင်းထောင်ကနေဒုသမရအမိန့်နဲ့ဆက်ဆုထားတဲ့အမှုအလုံးကို ရုတ်သိမ်းကြောင်းဖတ်ပြကြညာပြီးပြန်လွှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ဒေါ်မျိုးမျိုးအေးနဲ့အတူဖန်ဆီးခင်ရတဲ့ SDUM ဝန်ထမ်း9ဦးကိုတော့အကျဉ်းထောက်ထဲမှာဆက်လက်ဖန်ဆီးထားဆဲဖြစ်ပါတယ်။စစ်ကောင်စီကဒေါ်မျိုးမျိုးအေးကိုဇူလိုင်လ25ရက်မှာနေအင်္ဂါနေ့ဖန်ဆီးသွားပြီးတစ်ဆက်တည်းမှာပဲ SDUM ရုံးဝန်ထမ်း9ယောက်ကိုပါဖန်ဆီးခဲ့တာဖြစ်ပါတယ်ရှင်။ ဆက်ယုံအလုပ်ယုံနဲ့တခြားလုပ်ငန်းတွေကအလုပ်သမားတွေကိုအပိုထောက်ပံ့ကြေးပေးမပေးကိုကွင်းစင်စစ်ဆေးသွားမယ်လို့စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနကကြေညာပါတယ်။ဆက်ယုံတဲ့လုပ်ငန်းတချို့ကအပိုထောက်ပံ့ကြေးကို လိုင်းနာပေးချေဖို့ပြက်ကွက်တာအလုပ်ပိရက်တွေနဲ့အချိန်ပိုကြေးတွေ့ရမှာအငင်းပွားဖွယ်ဖြစ်ပေါ်နိုင်တယ်လို့ DPP သတင်းဌာနကအောက်တိုဘာ15ရက်မှာရေးသားဖော်ပြခဲ့တဲ့သတင်းကိုညွှန်ပြီးစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကအသိပေးချက်ထုတ်တာဖြစ်ပါတယ်။ လော့စမာရီရဲ့စာဝတ်နေရေးကိုထောက်ကူပြုဖို့ရည်ရွယ်ပြီးအပေါ်ထောက်ပံ့ကြေးကိုခန်းစားခွင့်ပြုတာဖြစ်လို့ဆက်ယုံအလုပ်ယုံနေတဲ့လုပ်ငန်းအလုံးမှစနစ်တကျလိုက်နာဆောင်ရွက်စေဖို့အတွက်လော့စမာဝန်ကြီးဌာနရဲ့စစ်ဆေးရေးအရာရှိတွေကကွင်းစင်စစ်ဆေးကြမှတ်သွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆက်ယုံတချို့ကထောက်ပံ့ကြေးပေးဖို့အရင်သတ်မှတ်ခဲ့ချိန်ကတည်းကလိုက်နာဖို့ပြက်ကွက်တာတွေရှိခဲ့ပြီး တက်ဆိုင်ရာအလုပ်သမားယုံတွေကလည်းစီးကျက်စစ်ဆေးတာမရှိခဲ့တဲ့အတွက် အခုလိုစစ်ဆေးမယ်လို့ပြောလာတဲ့အပေါ်လက်ခံယုံကြည်မှုမရှိဘူးလို့ပြည်တွင်းအလုပ်သမားရေးကူညီနေသူတယောက်ကပြောပါတယ်ရှင်ပြပလောက်သားဆေလုတ်ကန်တက်ချက်ကြောင့်ဂျပန်ကိုအချိန်တိုအတွင်းပို့ဆောင်ပေးတဲ့ဆိုရဲတင်းနှံအကြောင်းတွေပေါ်လာပြီးပြပထွက်ချင်တဲ့လူငယ်တွေကိုမက်လုံပေးကငွေကြေးလည်ယူတာတွေရှိနေပါတယ်ဆွဲသိသတင်းပေးပို့ထားပါရရှင်။ ဂျပန်သွားချင်တဲ့လူငယ်တွေကိုအချိန်တိုအတွင်းအမြန်ပို့ဆောင်ပေးမယ်ဆိုက TikTok social media ကတဆင့်မလုံပေးခေါ်ယူနေတာတွေရှိနေပြီးကနဦးပေးသွင်းငွေ360ကနေ80အထိပေးသွင်းကဂျပန်ကိုအလုံးနဲ့မဟုတ်ပဲကျောင်းလျှောက်တဲ့ပုံစံနဲ့ပို့ဆောင်ပေးနေတယ်လို့သိရပါဗျ။ရန်ကုန်မြို့မှာဖွင့်ထားတဲ့ဂျပန်စာတင်တန်းကျောင်းတစ်ခုဟာဂျပန်ကို6လကနေ10လအတွင်းသွားရမယ်ဆိုကတင်တန်းသားတစ်ယောက်ကိုငွေကျပ်85ဒင်းကနေ80အထိတောင်းပြီး ဲ့ဒီတဏန်းချောင်းကနေတခြားတရားဝင်ချိတ်ဆက်ထားတဲ့ကျောင်းတွေကိုလူပွဲစားပုံစံလူစုပေးတဲ့သဘောနဲ့ပို့ဆောင်နေလာလို့ကိုရန်ကျောင်းရသူတယောက်ကပြောပါတယ်ပန်ကို6လနဲ့10လအတွင်းအမြန်ပို့ရဆိုပြီးတော့တစ်တော့ပေါ်မှာတင်းနေတင်းနေချိန်မှာနေရသူတွေတော်တော်များများမသိတဲ့သူတွေက6လနဲ့10လအတွင်းအမြန်ပို့ရဆိုတော့သူတို့ကအလုံးနဲ့ပဲပို့ရထင်းပြီးတော့သူ့စီကိုအကြတာ 65သိန်းနဲ့တောင်းတဲ့သူရှိတယ်85သိန်းတောင်းတဲ့သူတွေလည်းရှိတယ်သိန်း80တောင်းတဲ့သူတွေလည်းရှိတယ်အဲ့လိုတွေတောင်းပြီးပြီဆိုတာနဲ့သူကဘယ်လိုလဲဆိုတော့ကြောင်းနဲ့ကိုပို့တာကြောင်းနဲ့ကိုပို့တာကြောင်းသူကြောင်းသားကြီးတော်တော်များများဦးလေသူကအဆောင်ဆုံးဟိုပြောတဲ့အချိန်မှာသူကအလုံးနဲ့ပို့တယ်ပုံစံမျိုးနဲ့လောက်တာ ရန်ကုန်မှာနမေကြီးတဲ့တင်တန်းမျိုးတွေအဲ့လိုပေါ့ចောင်းနဲ့ပို့ပြီးတဲ့ agency မျိုးတွေကိုသူကချက်ပြီးတော့ဂျားတွေကနေပြီးတော့တဆင့်ကန်သူကပို့ပြီးတာစစ်တပ်နဲ့ပဲပိုင်တယ်လို့လူကြီးနဲ့ပဲတည်တယ်လို့အဲ့လိုကြီးချင်းချောက်တော့ကြတော့တော်တော်များများမပြောရဲဘူးပြီးခဲ့တဲ့နှစ်တွင်ဂျပန်ကနေမြန်မာလူသားခေါ်ယူတာတွေရှိပေမဲ့စစ်တပ်ရဲ့ထိန်းချုပ်ကန့်သတ်ချက်တွေကြောင့်စာချုပ်ချုပ်ပြီးသားလူသားတွေဟာပြည်ပထွက်ခွာခွင့်မရဘဲအခက်အခဲတွေကြုံခဲ့ရပါတယ်စစ်တပ်လောက်ကလူမောင်းဝင်ကြီးဌာနက အသက်16နှစ်ကနေ35နှစ်အတွင်းအမျိုးသားတွေကိုဂျပန်အပါအဝင်ပြည်ပလူသားစစ်လုခွင့်ကန့်တတ်ထားတာဖြစ်ပါတယ်။ဂျပန်ကလူသားစစ်လုတဲ့အေဂျင်စီတချို့အလုပ်ရထားပေမဲ့တင်နန်းကျောင်းတချို့ကအချိန်တိုအတွင်းဂျပန်ကိုအမြန်ပို့ဆောင်နေဆိုကငွေကြေးလိမ်လည်ဖြစ်စဉ်တွေဒီနှစ်အတွင်းပုံများလာတယ်လို့ပြည်ပလုကန်အေဂျင်စီကပြောပါတယ်။လုံခြုံရေးအရအေဂျင်စီတခုရဲ့တာဝန်ရှိသူကပြောဆိုတာကိုကိုစား DVB သတင်းတော့ကအထံအစားထိုးပြောပြပေးမှာပါ။ ဂျပန်သွားတဲ့ကလေးတွေကအနည်းဆုံးတစ်နှစ်ခွဲနှစ်နှစ်ဂျပန်စာသင်တန်းတက်ပြီးစာမင်းပွဲတွေဖြည့်ဆို့ပြီးမှတကယ့် skill worker တွေပြည်ပမှာဖိလစ်ပိုင်မှာထိုင်းမှာသွားပြီးဂျပန်နဲ့ပတ်သက်တဲ့လုပ်ငန်းခွင်စာမင်းပွဲအောင်လတ်မှတ်တွေရပြီးမှသွားခွင့်ရတဲ့ကလေးတွေကိုအသက်ကန့်သက်လိုက်ပြီးမှမလွတ်တာဆိုတာလုံးဝမလုပ်သင့်ဘူးသူတို့ကငွေကြေးတွေအကုန်ကြားခံအချိန်တွေအကုန်ခံပြီးဂျပန်သွားဖို့တည်တည်ချာချာပြင်ထားတာပြီးခဲ့တဲ့နှစ်တည်းကအသက်၁၈ကနေ၃၅အတွင်း အမျိုးသားတွေကိုဂျပန်လုံးဝပေးမလွတ်ဘူး။ကြံတဲ့အသက်လွတ်တဲ့လူတွေပဲပေးလွတ်တယ်။အခုကအမှုတွဲတွေပိုဖြစ်လာတယ်။အေဂျင်စီတွေကငွေတွေယူပြီးမပို့နိုင်။ငွေတွေလည်းပြန်မအမ်း။အလုပ်သမားတွေလည်းငွေတွေသွင်းထားပြီးပြပထွက်မရတော့အဲ့ဒီအမှုတွေဖြည့်ရှင်းနေရတာအများကြီးပဲ။ဂျပန်စာသင်တန်းကျောင်းတချို့ဟာ AGC တချို့နဲ့ပူးပေါင်းပြီးလူငယ်တွေကိုငွေကျပ်3980လောက်အထိတောင်းခံကာ ။တင်နန်းအပီနောက် စာချုပ်ချုပ်ဆိုပြီးငွေပြန်မှန်အမှဆိုတဲ့ဂရိကဝန်းနဲ့လက်တလုံးချငွေကြေးလဲသုံးစားလုပ်နေတာတွေရှိနေပါတယ်။ဂျပန်နိုင်ငံဟာထိုင်းကိုကျော်ပြီးမြန်မာနိုင်ငံကနေထွက်ခွာလို့တဲ့လူငယ်တွေအသွားချင်းဆောင်နိုင်ငံဖြစ်တယ်လို့2025မှာ UNDP မြန်မာထုတ်ပြန်တဲ့အစီရင်ခံစာအရသိရပါတယ်။ဂျပန်ကိုလူငယ်များစုသွားလို့တဲ့အကြောင်းရင်းကတော့အလုပ်ကန်ခွင်လန်းတဲ့ပုံမကောင်းမွန်တဲ့လစာတွေကြောင့်ဖြစ်ပါတယ်။ကျွန်တော်ဇွဲတက်ပါ ဒီပင်းမြို့နယ်အတွင်းမှာအနာသိစစ်တပ်ရဲ့လေကြောင်းတက်ခိုက်မှုများပြားလာတာကြောင့်ဘာသာရေးပွဲတွေနဲ့အလူပွဲတွေမင်္ဂလာဆောင်ပွဲတွေကိုဆိုင်ဝိုင်းအငိတ်ဇက်ပွဲတွေနဲ့မပြုလုပ်ဖို့ဒီပင်းမြို့နယ်အတွင်းကအုပ်ချုပ်ရေးအဖွဲ့တွေကတိုက်တွန်းကြောင်းအော်တိုဘာလ20ရက်နေ့မှာထုတ်ပြန်ပါတယ်။အနာသိစစ်တပ်ဟာတက်ခိုက်ရေးလေယာဉ်တွေအပြင်အနီးကပ်တက်ခိုက်နိုင်တဲ့ပါရာမော်တာစစ်တပ်လေထီး ဂျိုင်ရိုကော့ပတာတို့နဲ့အချိန်မရွေးနေရမရွေးတက်ခတ်မှုတွေလုပ်နေတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒီထုတ်ပြန်ချက်ကိုမလိုက်နိုင်ရင်ထိရောက်စွာရေးယူမှာဖြစ်ပြီးပြည်သူတွေအနေနဲ့လည်းလေကြောင်းရန်သတိထားကြဖို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တဖက်မှာလည်းရွေးကောက်ပွဲနီလာတာနဲ့အမျှအနာသိစစ်တပ်ရဲ့လက်ကြောင်းတက်ခတ်မှုတွေပုံမှန်မြင့်တက်လာနေပါတယ်။ မြို့သားညညွတ်ရေးဆိုရ NUG လူခွေရေးဆရာဝန်ကြီးဌာနကထုတ်ပြန်ချက်အရပြခရက်စတေမာလာတလရဲမှာတဲ့စစ်တပ်ဟာလေကြောင်းတက်ခိုင်းမှုပေါင်း189ကျေးကျူးလွန်ခဲ့ပြီးအဲ့ဒီတက်ခိုင်းမှုတွေကြောင့်ပြည်သူ185ဦးသေဆုံးခဲ့ပါတယ်ရှင်။ အနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲမှာစစ်ကောင်စီခန့်ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးစုဝင်းနဲ့ကရင်တိုင်းသားရဲဝန်ကြီးဦးစောလေးအောင်တို့ကကြံ့ခိုင်ရေးပါတီကိုကိုစားပြုကပဲခူးမျိုးနယ်မဲစနာနယ်ကဝင်ရောက်ရှင်ပြိုင်သွားမယ်လို့အုတ်ချုပ်ရည်နဲ့နေဆက်သူတွေကပြောပါရယ်ပဲခူးမျိုးနယ်မဲစနာနယ်အတွက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဦးမျိုးစုဝင်းကိုစစ်ကောင်ဆောင်ကရွေးချယ်ကဝင်ပြိုင်ခိုင်းတာလို့အုတ်ချုပ်ရည်နဲ့နေဆက်တဲ့သတင်းရင်းမြစ်ကပြောပါရယ် တိုင်းသားလူမျိုးစုမဲဆနာနဲ့အတွက်လဲစစ်ကောင်စီလက်အောက်ခံပဲခူးတိုက်အစိုးရအဖွဲ့တိုင်းသားရေးဝန်ကြီးဦးစောလင်းအောင်ဟာစက်ခိုင်ရေးပါတီကဝင်ပြိုက်သွားမယ်လို့တာဆညပါတီဝင်တယောက်ကပြောပါတယ်။ဝန်ကြီးချုပ်ဦးမျိုးစွေမှာအရင်ကဒုရဲချုပ်တစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးအာဏာသိမ်းပြီးနောက်စစ်ကောင်ဆောင်ကပဲခူးတိုက်ဝန်ကြီးချုပ်အဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာပဲခူးတိုက်ကညောင်လေးပင်တာငူနဲ့တလင်း ပဲခူးပြည်ရွှေတောင်လက်ပဒါနဲ့တာဝရီမြို့နယ်ရှင်းမြို့နယ်မှာပြုလုပ်မှာဖြစ်ပါတယ်ရှင်။ဆရာနာတင်ထားပြီးမီဒီယာတွေကိုဖိနှိပ်နေချိန်မှာပြုလုပ်မဲ့2025ရွေးကောက်ပွဲမှာတရားမျှတမှုရှိမရှိကိုသတင်းသမားတွေကစောင့်ကြည့်ခွင့်ရှိမှာမဟုတ်ဘူးလို့ပြည်ပရောက်မီဒီယာသမားတွေကပြောလိုက်ကြပါတယ်။မောင်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါလာမယ့်အော်တိုဘားလ28ရက်မှာမဲဆွေကာလစတင်မှာဖြစ်ပြီး ဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပမယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားတဲ့2025ရွေးကောက်ပွဲမှာသတင်းမီဒီယာတွေရဲ့လွတ်လပ်ခွင့်အကြောင်းမေးမြန်းတော့အခုလိုပြောလိုက်တာပါ ဲ့ဒီ electronic စနစ်ဆိုတဲ့ဟာကိုပြည်သူတွေကဘယ်လောက်ထင်ရှင်နေလဲပေါ့နော်ဆိုတော့အဲ့ဒီအပေါ်မှာလည်းမူတည်တယ်နောက်အရှိမပြောခဲ့သလိုပဲအခုဆိုရင်သတင်းမီဒီယာသမားတွေကအာတကယ်လွတ်လပ်တဲ့သတင်းမီဒီယာသမားတွေဆိုတာဒါပြည်တွင်းမှာအလုပ်လုပ်လို့မရတဲ့အနေအထားမျိုးမှာရှိတယ်ဒီနော်အကောင်လုံးကအေဆိုင်အနေနဲ့ပြပောက်ထွက်ပြေးတိတ်ရှောင်ပြီးတော့ပြပအနေနဲ့တော့အလုပ်လုပ်နေရတယ်အဲ့တော့မျက်မြင်ကိုတွေ့အဲကျမတို့ဟိုစောင့်ကြည့်လေ့လာဖို့မရှိဘူးအရင်တော့ကဒီရွေးကောက်ပွဲတွေမှာဆိုလို့ရှိရင်တော့ဒါအာဒီလက်တွေပေါ့နော်မဲထဲတယ်မဲပုံးနေတဲ့မဲစနစ်တွေနဲ့ဒီမဲလက်မှတ်တွေနဲ့ထဲတဲ့ဟာမျိုးတွေကို မီဒီယာတွေကစောင့်ကြည့်သတင်းမီဒီယာတွေကစောင့်ကြည့်ခွင့်ရှိတယ်။အခုချိန်မှာစောင့်ကြည့်ခွင့်လည်းမရှိဘူး။နောက်တစ်ခုကပြောင်းသွားတဲ့စနစ်ပေါ့နော်။အဲ့လိုစနစ်ဖြစ်တဲ့အခါမှာဘယ်လောက်ထိဒီပြည်သူတွေယဉ်ကျေးမှုရှိလဲဆိုတာကိုလည်းသတင်းမီဒီယာကဒါဟိုပညာပေးတာမျိုးလုပ်နိုင်ရမှာ။ဒါပေမဲ့အဲ့အတွက်တောင်မှသတင်းမီဒီယာတွေကအာသတင်းရပိုင်ခွင့်မရှိတဲ့အခြေအနေမျိုးမှာရှိနေတဲ့အခါကျတော့ဒါအမတန်ဟိုဟိုအနေများတဲ့အနေထားတစ်ခုလို့ပြောလို့ရတယ်။အာနာသိန်းစစ်တပ်ဟာရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှာ ကာကွယ်ရေးဥပဒေကိုထုတ်ပြန်ပြီးဖမ်းဆီးထောင်ချနေတာဟာလေလူ60လောက်ရှိလာပြီးဒီထဲမှာသတင်းသမားတွေလည်းပါဝင်နေတာပါပစ်ကော့ပွဲတစ်ခုလွတ်လပ်တယ်မလွတ်လပ်ဘူးဆိုတာသတင်းလွတ်လပ်ခွင့်နဲ့လည်းဆိုင်တယ်သတင်းလွတ်လပ်ခွင့်ဘယ်လောက်ပေးလဲပေါ့မှာမူတည်တာပေါ့အဲ့တော့သတင်းလွတ်လပ်ခွင့်မပေးတဲ့ရွေးကောက်ပွဲကလွတ်လပ်တဲ့သတင်းရွေးကောက်ပွဲမဟုတ်ဘူးစိတ်ချတဲ့ရွေးကောက်ပွဲမဟုတ်ဘူး ရွေးကောက်ပွဲလွတ်လပ်တဲ့ရွေးကောက်ပွဲအဲတိခါသမားတိရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဟိုဂုံရင်ငါရက်တွေအများကြီးပေါ့ကအဲ့မှာအာတစ်ချက်ကအရေးကြီးဆုံးတစ်ချက်ကသတင်းလွတ်လပ်ခွင့်ရှိရမယ်။နောက်ပြီးတော့ပါတီတွေရဲ့အဲလွတ်လပ်စွာအာရှင်းပြိုင်ခွင့်မဲမဲဆွဲစည်းရုံးဝင်စသဖြင့်ဒါတွေရှိရမှာပေါ့။အခုကရှင်းပါတဲ့ဒီရွေးကောက်ပွဲကအာအမြင်ခံမဲ့လေ။ဘာမှဘာမဝင်ဘူးပေါ့ဗျာ။လက်ရှိပြဋ္ဌာန်းထားတဲ့ဥပဒေအရအဖမ်းခံရသူတွေဟာ အကျဉ်းယုံတရားစီရင်ခံရပြီးထောင်ခွန်နှစ်ထိကြခံနေရသူတွေလည်းရှိနေပါတယ်။ရွေးကောက်ပွဲလုပ်တယ်ဆိုတာကအဓိကမန်တိုင်းကြီးသုံးရက်လုပ်ဖို့လုပ်တဲ့ခြေလှမ်းအစဖြစ်တယ်။ဥပမာအုပ်ချုပ်ရေးပဲဖြစ်ဖြစ်တရားစီရင်ရေးပဲဖြစ်ဖြစ်တခြားသောဒီဥပဒေပြုရေးပဲဖြစ်ဖြစ်ဒီလိုမျိုးလုပ်နေတဲ့အချိန်မှာဒါကိုစောင့်ကြည့်ဝေဖန်ပြီးတော့တရားမျှတရလားဘလို့ဖြစ်တယ်လဲရွေးချယ်တာဘလို့ဖြစ်လဲပြည်သူကိုယ်စားလှယ်လေးဘလို့ဖြစ်နေတာလဲဟိုစတုဒ္ဒမန်နေကလောက်ရတဲ့ပွဲဖြစ်တယ်ကြည်စောင့်ကြည့်ရတဲ့ပွဲဖြစ်တယ် ဲ့တော့အဲ့လိုဆက်ဆက်နေတဲ့ကိစ္စမျိုးမှာမီဒီယာသမားမှန်သမီးသတင်းဌာနသမီးသတင်းဌာနကိုပိတ်တဲ့သတင်းဌာနတွေကိုဟိုဘယ်လိုပြောမလဲပိတ်သိမ်းတဲ့သတင်းသမားတွေကိုလိုက်လံဖမ်းဆီးနေတဲ့အခြေအနေကြားထဲမှာရွေးကောက်ပွဲကိုလုပ်တယ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချိန်မှာလည်းသတင်းရေးလို့ရှင်တော့သတင်းတောက်တွေနဲ့ပတ်သက်တဲ့ချိန်းချောက်တဲ့ဥပဒေကိုပြဋ္ဌာန်းတယ်ဆိုတော့အဲအဲ့လိုမျိုးပတ်သက်နေတဲ့ဟာတခုကိုဟိုဘလို့ခုနဆက်နွယ်မှုရှိလဲဆိုတော့သူတို့ကိုယ်တိုင်ဆက်နွယ်မှုရှိနေတာဒီလိုဖိနှိပ်တာပဲဖြစ်တယ် IPCM ွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီရဲ့စည်ရင်းအရာလက်ရှိမှာသတင်းသမား40ကိုဖမ်းဆီးထားပြီးစစ်တပ်လက်ချက်နဲ့သတင်းသမား9ဦးသေဆုံးခဲ့ပြီးဖြစ်ပါတယ်ခမကျွန်တော်မောင်တူပါဖိလစ်ပိုင်နိုင်ငံအလဲပိုင်ကာပစ်ပြည်နယ်ရိုဆက်ဒေတာကဒေတာကန်တွေကိုအော်တိုဘားလ16ရက်မနေ့အစောပိုင်းကရောဘာလှေတွေနဲ့ဘေးလွယာစီရှေ့ပြောင်းပစ်ခဲ့ရပါတယ် အပူပိုင်းမုန်တိုင်းဖုန်ရှန်ကြောင့်လူ၈ဦးသေဆုံးပြီးထောက်တောင်းချီတဲ့လူတွေဘေးလွတ်ရာရွှေ့ခဲ့ရတာပါဖိလစ်ပိုင်လယ်ပိုင်းမှာလမ်းတွေရေမြုပ်နေတာကိုဖိလစ်ပိုင်ကမ်းခြေဆောင်တပ်ကပေးအပ်တဲ့ဗီဒီယိုထဲမှာတွေ့ရပါတယ် ဒေတာအလိုက်ရာမီလိုနာမည်ပေးထားတဲ့ function ဟာအော်တိုဘလ18ရက်အစောပိုင်းမှာစော်စုံကွန်ပြည်နယ်ကနေကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ပြီးအမြင့်ဆုံးလေတိုက်နှုန်းကတနအီကို65ကီလိုမီတာကနေကီလိုမီတာ60အထိတက်ခတ်ခဲ့တယ်လို့ဖိလစ်ပိုင်မိုးလေဝသဗျူရိုကပြောပါတယ်။မုန်တိုင်းဟာအဓိကလူစုံကျွမ်းကြီးကိုဖျက်ဆီးပြီးအနောက်အနောက်မြောက်ဘက်စီ၍ရှာနေပြီးသတင်းဘက်ကရက်မှာနေရာအနှံ့အမိုးရနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဖောက်ရှယ်မုန်တိုင်းဟာ စာမပြင်းနေမှာနည်းနည်းအပြော့သွားပေမဲ့တနင်္ဂနွေနေ့မှာကုန်းမြေကနေထွက်ခွာပြီးတာနဲ့အပြန့်ကောင်းလာနိုင်တာပါ မုန်တိုင်းဟာအော်တိုဘာလ20ရက်အစောပိုင်းမှာဖိလစ်ပိုင်ပိုင်နက်ကနေထွက်ခွာမယ်လို့ခန့်မှန်းထားပါတယ်ရှင် Nottingham Forest နီးပြရထားစီးမှာ Manchester City နီးပြဟောင်း Roberto Mancini လည်းပါဝင်လာပါတယ် ချက်စီသင်းကိုတုံကိုပြက်နဲ့ရှုံနေပြီးမကြခင်မှာပဲနိပြပိုစတီကိုဂလူကိုယာရုကနေထုတ်ပယ်ခဲ့ပြီးနောက်နိပြသစ်ကိုရက်ပိုက်တွင်းမှာပဲခန့်အပ်ဖို့နော်တင်ဟန်ကစစ်စစ်နေတာပါအီတလီနိပြမန်ချီနီဟာမန်စီးတီးကိုပရီးမီးယားလိဂ်ဆူပလာယာရှိအောင်ဆွမ်းဆောင်ခဲ့သူဖြစ်ပြီး 2024ခုနှစ်အောက်တိုဘာလကစော်ရီလက်ရွေစည်အသင်းကိုနောက်ဆုံးတာဝန်ယူခဲ့သူပါအသင်းလက်မှတ်ဖြစ်နေတာတစ်နှစ်လောက်ကြာနေတဲ့မန်ချီနီကိုခေါ်ယူဖို့နော်တင်ဟမ်အသင်းဘက်ကချိတ်ဆက်နေပြီးရက်ပိုင်တွင်းမှအပြေပေါ်လာဖို့ရှိပါတယ်ဒါ့အပြင်ဘယ်လီနီပြဟောင်းရှောင်းတိုက်ဟာလည်းနီပြတဲ့ရထားစီးမှာပါဝင်နေပြီးကတာကလပ်အယ်ဂါရာဖာကိုတာဝန်ယူနေတဲ့ပေါ်တူဂီနီပြပက်ဒရိုမာတင်စ်ဟာလည်းရထားစီးမှာပါဝင်နေပါတယ်ရှင် ဒီပီပီယုံမြင့်တန်ကြားရဲ့မနက်7:00နာရီတွေကိုရှုစားခဲ့ရတာပါမနက်7:00နာရီမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်စွက်တင်ဆက်ပေးအောင်ပါပါကျွန်မကတော့ချီချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင်